ားလုံးမင်္ဂလာပါမယ်ယူ channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ Manchester United နဲ့ပတ်သက်ပြီးနောက်ဆုံးရသတင်းလေးတချို့ရထားတာရှိပါတယ်။သင်ရဲ့တာဝန်ရှိသူတွေကပေါ့ဗျာ Premier League မှာဆိုရင်ဒီရသည်အစင်း၆အထိရဖို့မျှော်မဲထားကြတယ်လို့ဆယ်မျိုးလေးကနေပို့လို့ဖော်ပြလာပါတယ်။ဆိုတော့ကျွန်တော်တို့နောက်ဆုံးရအချိန်တခုမှဘလို့အကြောင်းအရာတွေပါဝင်မှုရှိမလဲဆိုတာဆွေးနွေးတော့ပါမယ်။ညီကိုတို့မြင်တဲ့အတိုင်းပါပဲလူကအော်တိုဆောင်းပြီးတော့အနှွေးထွေတွေဝက်ဖျားရှင်တို့လိုလိုနာရှင်တို့လိုလိုဒီအကြောင်းတွေရရင်ပြီးတော့ နာစီရှောင်းစိုးနာမွန်အကုန်လုံးပေါ့ဗျာတကယ်ကိုကျွန်တော်တို့အဆင်မပြေမှုဖြစ်နေတဲ့ရာသီအကူပြောင်းကာလဆိုတော့တရင်တော့လုံးချင်မှုလို့တော့မဲထားတာဒါမှမဟုတ်ဒီနေ့မှာတက်လာတဲ့တရင်တွေကလည်းတချို့တွေရှိတဲ့အတွက်ညီကိုတို့တီးစေချင်လို့တိတိနေထင်လို့ကျွန်တော်အနေနဲ့နေမကောင်းတဲ့ဂျာရင်းကနေတည်ဆဲကြည့်ဖြစ်ပါတယ်အဲကျွန်တော်ဘက်ကတော့ဗောဗျာညီကိုတို့ကိုတဲနိုင်ဆုံးတရင်တွေကြောင်းရံတွေကိုနှီးစင်နေတဲ့စူးစမ်းပြီးတော့တည်ဆဲပြနေတာဖြစ်ပါတယ်ဒီလိုနေမကောင်းတဲ့ဂျာတွေကဒီလို ညီကိုတို့ကိုစေတနာရှိခြင်းနဲ့ကျွန်တော်အနေနဲ့တည်ဆဲပေးနေတာဖြစ်တဲ့အတွက်ညီကိုတို့ချက်ပြီးတော့ကျွန်တော်ရဲ့ main youtube channel လေးကိုပူပေါ်ဝဲရံကြဖို့ကျွန်တော်တောင်းဆိုပါတယ်လက်ချီအားပေးနေတဲ့ဝါတန်တုံမဲဖယ်မြောက်ကလေးကျွန်တော်ထူပဲလေးစားပါတယ်ဆိုတော့ကျွန်တော်တတင်းနေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတော့ရအောင်ဆမ်မြူလင်းရဲ့ report ကိုကြည့်အောင်လို့ချင်း message ဆောင်နေတဲ့တင်းတောင်ဝင်ရှိသူတွေကပေါ့ဗျာဒီရသည့်အစစ်စရာရည်တည်မှုကိုအနည်းဆုံးသူတို့ကအစင်း6လောက်ကိုဝေနိုင်ဖို့ညှော်လင့်ထားကြတယ်ပေါ့ ဒါပါပဲဥရောပလည်းဝင်ခွင့်ရရှိပြီးတော့နေရာဒီအပြောင်းရွှေ့ဈေးကတခုမှလုံလောက်တဲ့ဘယ်ချက်ကိုတိုးမြေဖို့ကျွန်တော်ရှိနေတယ်ပေါ့လက်ရှိအသင်းကနေထွက်ခွန်မိကစားသမားတွေစီကလည်းပဲကျွန်တော်တို့လာစာချောချနိုင်မှာဖြစ်ပြီးတော့ဒါကအသေးတာဝန်ရှိသူတွေရဲ့စင်တာရှိနေတဲ့အနေအထားဖြစ်ကြောင်းဆယ်မျိုးလေးကနေကျွန်တော်တို့ပို့လို့ဖော်ပြလာပါတယ်ကျွန်တော်ပထမအောင်စုပေါ့ဗျာညီကိုတို့အနေနဲ့မန်ချက်စတာနေတဲ့အသင်းဒီယာတီပြီးလို့ချင်းအစင်ဘလောက်တိရက်တွေပို့မှန်းကြလေဆွေးနွေးပြကြပါဦး ဘာပေါ်လို့လဲဆိုတော့ကိုအသင်ဖက်ကပီဂရီယာတီတွေမှာအီတန်လက်ထက်တုန်းကလည်းအခုအမရယ်လက်ထက်တုန်းမှာလည်းလူအဲ့နေတဲ့နေရာတွေကိုပြုပြပြောင်းလဲမှုအထိုက်တက်လောက်လုပ်ခဲ့တယ်ဆိုတာအကုန်လုံးတည်ထားပြီးသားဖြစ်တယ်အကုန်လုံးလည်းမြင်ကြတယ်ကိုသမအပါဝင်နောက်တဲ့ကွင်းလေတိုက်စစ်ပိုင်းဒါတွေကိုဖြစ်တင်ခဲ့တယ်တိုးတော်လည်းပဲပီဂရီယာတီအစစ်စင်50ရောက်ရာတီတင်ခဲ့တယ်လက်ရှိအစစ်တစ်စင်မှာကျွန်တော်ရမဲစစ်ချင်းမဲ့ကိုပိုင်ဆိုင်ပြီးတော့ တဝေးလေးလေးတန်တရာအဲ့ဒီအစစ်စစ်လေးစင်ကားတွေကနေရုံမထွက်နိုင်ဘူးဆိုတော့ကိုအတိအနေနဲ့လာမင်းနွေရာတီမှာအစင်းလျှောက်လောက်အထိအသေးတောင်ဝင်ရှိသူတွေကမဲရတယ်ဆိုတော့အိုရိုဘလိုက်ဝင်ခွင့်ရရှိမယ်နွေရာတီအပြောင်းရွှေ့ရေးစီကွက်တစ်ခုမှာကျွန်တော်လုံလောက်တဲ့ဘတ်ဂျက်တစ်ခုကိုတုံးဆွေးနိုင်ဖို့အတွက်ဒီလိုမျိုးလှုပ်ဆောင်နိုင်မှာဖြစ်တယ်ပေါ့ဆိုတော့ကျွန်တော်အတိအနေနဲ့အိုရိုဘလိုက်အစင်းလျှောက်ကိုဝင်နိုင်ပြီဆိုရင်ယူရိုပါလည်းဝင်မယ်အစင်း၄အစစ်၃အစင်း၅လောက်ဆိုရင်ချန်ပီယံလည်းဝင်နိုင်မယ် ကျွန်တော်ပတ်စလီတယောက်အမည်ပြောလို့ချင်းမန်ချက်စတာဝန်တဲ့အသင်းရဲ့ဒီလိုမျိုးကစားပုံတွေအသင်းနေပြရဲ့ဒီလိုမျိုး system နေပြဟာနေ့စနေ့ပိုင်းကစားကွက်တွေအများဆုံးအစင်းချောင်းကိုဝင်ဖို့ဆိုတာမလွယ်ကူပါဘူးဆရာသမားတွေဒါကျွန်တော်တို့ခဏခဏပြောပါတယ်မန်ချက်စတာဝန်တဲ့အသင်းရဲ့အမိုရက်ကသူရဲ့နေ့စနေ့ပိုင်းနေပြရာတွေကိုမပြောင်းလဲသေးကိုအသင်းကဟိုကောင်းမွန်တဲ့အခြေအနေတခုကိုရောက်ရှိဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူး အခု United အသင်းကို Emery ရောက်လာတာတနည်းကျော်ကျော်ကျွန်တော်ဖြစ်သွားမယ်ဒီလိုပုံစံမှာကိုအသင်းရဲ့လိုအပ်နေတဲ့နေရာတွေအားနည်းမှုရှိနေတဲ့အနေအထားတွေကိုသူသိတယ်ဒါပေမဲ့လို့အခုတည်းဒီအဲ့ဓာတွေကိုကြောင်းနေဖို့နေနေသားသားသူရေလုံဆောင်နိုင်တဲ့အနေအထားတွေကမက်ဆက်စာုံနေတဲ့အသင်းနဲ့လုံးဝအစိကက်တယ်လို့ကျွန်တော်ကတော့မမြင်ဘူးအသင်းတောင်ဝင်ရှိသူတွေက Emery ကိုကျွန်တော်တို့ဒီနောက်ကနေ support ပေးမှုတွေရှိတယ်လက်ရှိအချိန်မှာလည်း ူလိုအပ်တဲ့နေရာတွေကိုဖြည့်ဆည်းပေးနေတာကျွန်တော်တွေ့ရတယ်။တိုးပေမဲ့လို့နေပြတယောက်အနေနဲ့လုတ်သိလုတ်ထိုက်တာကိုမလုံနိုင်တဲ့ရေကတော့လာမင်းကျွန်တော်တို့ဒီပရီးမီးယားလိအနေထားမှာဆိုရင်အဆင်း6ကကျွန်တော်တို့အသင်းအတွက်ကိုအလန်းဝေးသေးတယ်လို့ကျွန်တော်ကတော့မြင်မိတယ်။အသင်းတော်ဝင်ရှိသူတွေဖက်ကတော့ဗျာဥရောပလိဝင်ခွေတခုကိုသူတို့ကညှော်လင်းနေတာပေါ့ကျွန်တော်မက်ဆေ့ချ်အောင်လည်းအသင်းကဒီလိုမျိုးဖြစ်နေတာဘလောက်တော့ကြာပြီလေ။ဆိုတော့ ကျွန်တော်ခုနပြောသလိုပါပဲကိုသိလုံထိုင်လုံသိနေအနေထားကျွန်တော်အတင်းတစ်ခုလုံးကိုရှေ့ကနေပြီးတော့ကျွန်တော် မောင်းနေနေတဲ့မြေပြကြီးကပြုပြပြောင်းလဲမှုတွေမှာအမေကန်အယ်ဝင်ကွင်ကြားမလုံနိုင်ဘူးဆိုရင်တော့ဒါကအတင်းအတွက်မလူကူတဲ့ရှင်တွေတခုပေါ့ဒါကျွန်တော်ဘာဖြစ်လို့ပြောသလဲဆိုရင်ပွေဝေးကစားတယ်ဗျအဲ့ဒီပွေးစီတခုမှာသူရင်းနီးပြူကအပိုင်းနေတအားကိုလူအရှက်ရှိတယ်ပြီးလို့ရှိရင်လူထုတ်လာတဲ့ပုံစံတွေဒါ ကျွန်တော်တို့ဒီပြိတ္တတွေအကုန်လုံးကတည်ထားတာဖြစ်တယ်ဟုတ်တယ်မလားသူကြိုက်လာပါသေးဆိုတဲ့ကွင်းလေးတို့နေရာတွေမှာဟူကာတေးတို့လိုကစားသမားတွေပြည်ယာတီခေါ်ယူခဲ့တဲ့ Brian Embumo တို့ကိုဒီဘက်မှာထားကစားခိုင်းလိုက်သူရဲ့နေရာအမဲသူတုံးသိနေနေရာကစားသမားတယောက်ကသူရဲ့နေရာမှာမကစားနိုင်ဘူးဆိုရင်ဒါလုံးဝခက်ခဲရှိနိုင်တယ်ကျွန်တော်တို့ဒီပြောပြနေကြပါဗျာဟိုနေရာတယောက်ကနေရာတိုင်းမှာတော့သူကစားနိုင်ရမယ်သို့တော်လည်းပဲသူ့မှာသူ့စစ်တင်ရှိတဲ့ သူကစားခွက်ရှိတယ်သူနေရာအမှန်ရှိတယ်ဒီလိုပုံစံမှာကျွန်တော်တို့ရဲ့အသင်းနေပြအမ်မွန်ကလိုအပ်တာထပ်ပို့ပြီးတော့ကစားသမားတွေကိုအလီပြောင်းလုပ်တယ်ထားပါကျွန်တော်တို့ကိုအသင်းကဂိုးလိုအပ်တဲ့နေရာတွေအဲ့လိုမျိုးပုံစံတွေမှာဆိုရင်နောက်တန်းကိုထုတ်ပြီးတော့နောက်တန်းကိုစားထုတ်တယ်အဓိကအပြည့်ကျွန်တော်တိုက်စီဘက်မှာဂိုးရောက်ဖို့အတွက်လိုရနေတာသို့ပေမဲ့လို့အဲ့လိုမျိုးနေစနေပိုင်းပြပါတယ်တုံးတယ်ဒီလိုမျိုးအနေထားတွေမှာကိုအတင်ကကိုရရှိဖို့နေနေတာတာပွေးအနေထားကိုပြောင်းလဲဖို့ကဘလို့မှမဖြစ်နိုင်ဘူး ဒါကြောင့်အသင်းဘက်က Emerin ကိုဘလောက်ပဲလွယ်ချက်တွေဖြစ်စေနေပါစေသူရဲ့စီတယ်ပိုင်းနေစနေပိုင်းနေပြူဟာပိုင်းတွေမပြောင်းလဲနိုင်ဘူးဆိုရင်တော့လာမယ့်နေရာဒီမှာတိတောင်းဝင်ရှိသူတွေညွန်မဲထားတဲ့အစင်း၆ကိုဝင်ဖို့ဆိုတာကတော့ကျွန်တော်အင်မတန်မလီကူရဲ့အနေထားမှာရှိတာပေါ့ဗျာ sorry အဲဒီကိုနေမကောင်းရှိပါဘူးစာသမားတို့ရဲ့လူကဆိုတော့ တတိယကတော့ဒီလောက်ပဲပေါ့ဗျာကျွန်တော်တို့နောက်ထပ်လေးတတိယနေတော့ရှိပါသေးတယ်သို့ဘယ်လိုကျွန်တော်အနေနဲ့ကတအားကိုနေမကောင်းကြီးဖြစ်နေတဲ့အတွက်ဒီတော့လည်းပဲကျွန်တော်ဆုံးသက်ပြရစီညီကိုတို့အနေနဲ့ရော United အသင်းကလိုင်မင်းတွေရဒီမှာ Europa လေးဝင်ခွင့်တခုအသင်းတော်ဝင်ရှိသူတွေမှန်တာတဲ့အစီအချုပ်တခုကိုကျွန်တော်တို့အသင်းဘက်ကဝင်နိုင်ဖို့ရှိမလားနေပြအမ်မိုရီစနစ်နေပြအပိုင်းနေနောက်ထပ်ပွဲစီတွေမှာဘယ်လိုတွေလှုပ်ဆောင်နိုင်စေရှိမလဲဆိုတာညီကိုတို့ရဲ့အမြင်လေးလိုဆင်းနေပေးကြပါဦးမနေ့ပြန်ကျွန်တော်အနေနဲ့ ဒီပွေးကျို38ပေါ့ဗျာလာမစ်တနင်္ဂနွေနေ့6နာရီခွဲခရစ်တီပေးလေးအင်ခွေးမှာပရီးမီးယားလိပွေးစဉ်73ကစားမင်းအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပွေးကျို38ဗီဒီယိုလုပ်ဖို့ရှိပါတယ်ညီကိုတို့စောင့်မျှော်ကြည့်ကြည့်ဖို့ကျွန်တော်တောင်းဆိုပါတယ်အဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ် United အသင်းနဲ့ပတ်သက်တဲ့သတင်းတွေရထားလို့ရှိလေစူးစမ်းပြီးတော့ disable မှာမယ်အားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲ okay ပါ Manchester United ပြည်သက်2တောင်းရှိစီတိုင်းနဲ့မြန်မာနိုင်ငံသူနိုင်ငံသားကပ္ပသူကပိုင်သားပေါင်းတို့ တဘာဝပြည့်ရဲ့အပေါ်မှာအမြဲဆုံးလွှဲမြောက်နိုင်ကြပါစေကိုတို့အနေနဲ့ကလည်းကျဲမရွေးကိုထူးကယူဆိုင်ကြပါဒီအချိန်ကရတီကူးပြောင်းတဲ့အနေထားဖြစ်တဲ့အတွက်အကုန်လုံးနေမကောင်းဖြစ်နေကြတဲ့အချိန်ဖြစ်ပါတယ်ဒါကြောင့်ကျဲမရွေးကိုထူးပဲအလေးထားပေးကြပါအားလုံးပဲကျေးဇူးများပြုပါတယ်အားလုံးပဲโอเคပါ